E-F-E-F -e ကကြီးကမမီကြပါသေးလားခင်ဗျာကျော်စိုးရဲ့ blog ရာကိုကြီးတို့တိတ်မကြိုက်ခင်အတိုင်းတာဖြစ်ပါကိုကြီး web လီကန်းကြီးကိုအရင်လို cycle စီးပြီးကိုကြီးသွားပြီးတော့ကဲလို့ရပြီအရင်တော့လို့ဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထိထိရောက်လို့ပါနေကုန်းတော့ဒီထောင်ထဲမှာတော့နေနေသုံးနေတော့ကြာပါပဲနိုင်ငံရဲ့အကျဉ်းသားတွေကိုအကိုလွတ်စေခြင်းတော့ထောင်ဝတ်စုံတာအပြာရန်ဝတ်တာအပြစ်လားခွင့်တပူရဲ့ခေါင်းကိုဖက်နှက်နဲ့တက်နေတာများနေလို့ထင်နေကြသလား ားလုံးပဲမိဂါကရှေ့ family မှာပြန်နေကြိုဆိုလိုက်ပါတယ်ဓမ္မဖက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တွေ့ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့အစကျွန်တော်တို့နားခင်ဗျာကျွန်တော်တို့ဒီပတ်တော်ကြီးကိုမှတ်မိကြပါသေးလားခင်ဗျာကျွန်တော်တို့ဒီပတ်တော်ကြီးကိုမှတ်မိကြသေးလားခင်ဗျာကျွန်တော်တို့လူငယ်တွေဘယ်တော့မှသွေးအေးမသွားခဲ့ဘူးเนาะ

会烧功能的话吧。 မျိုးဆက်တဲ့လေးတွေဘလောက်တောင်ချစ်ဖို့ကောင်းနေလဲ ကြည်ပြီးသွားလို့ရတော့ဒီနေ့တနေ့ကုန်အတွက်ပျော်ရွှင်ကြည်နူးဖို့ကောင်းနေပြီဗျအလွန်အမတန်မှစိတ်သိရင်မင်္ဂလာရှိနေပြီကျွန်တော်မိသားစုတွေဟုတ်ကဲ့ဗျဒီနေ့အတွက်အထူးစပယ်ရှယ်သတင်းလေးတွင်းလို့ရှင်ကျွန်တော်ဖတ်ပြပါအောင်မယ်မြန်မာနိုင်ငံတဝန်ဇွန်လ16ရက်နေ့ကရရှိထားသောအချက်လက်များအရဆက်ခွေးတပ်ဖွဲ့ဝင်52ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဤပြောဆိုခြင်းနဲ့ထုတ်ပြန်ခြင်းများအရာကျွန်တော်တို့ကြားသိရတယ်เนาะတရက်ထဲ52ကောင်မတာ ပေါ်သွားနေတယ်။တစ်ဖက်မှာလည်းရန်ကုန်ပြည်လမ်းတွင်ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းဗိုလ်မှူးဖြိုးမင်းဦးနဲ့ဒုရဲမှူးကြီးစိုးခိုင်တို့တေဆုံးပြီးနောက်စစ်တပ်ကအလုံးရင်းဖြစ်ထိုးစစ်ဆင်နေပြီးတန်ချက်ကကားများကိုပါဒါအသုံးပြုလာတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဗျ။ဘယ်လိုမှမလို့ဘလို့ပဲအသုံးပြုအသုံးပြုတနိုင်ငံလုံးပဲထိုးစစ်ဆင်လာဆင်လာငါတို့တွေကအကုန်ဖြုတ်ပါအဲ့လောက်ထိကြောက်နေနဲ့စောက်ဘူးပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်အဲ့ဒီလှုံရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိလုံလုံးတဖုတ်ဝင်တွေက ဖမ်းမဲ့ရေးမယ်ထီထီရောက်လုပ်မယ်အရင်တော့လို့ဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထီထီရောက်လုပ်ပါလူငယ်လည်းမြော်အောင်နေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နေနေသုံးနေတော့ကြာပါပဲဒီခွေးထောင်စားကြောင်ဆိုးဥကဘသူအားကိုနဲ့ပြောနေရလဲဥမာဇော်ဘောဟောင်ထောင်ထဲပါသွားရောလည်းမပြောရဘူးဇော်ဘောဟောင်နဲ့တူတူပါသွားတဲ့သူ့အညီအရင်ခောက်ခောက်နော်တဖင်နဲ့ထွက်ထားတဲ့သူ့အညီအရင်ခောက်ခောက်ပါသွားရလဲမပြောရဘူးပောက်ကရတွေပဲអော်နေတယ်ခွေးထောင်စား ူကျတော့ဆွဲစည်းခံရမှာဖင်တောင်ကြောက်နေတယ်မပူနဲ့မင်းရဲ့တက်တန်းကစေနေပြီတော့လုံရရင်လုံပါဗျာဆိုတော့အခုဒီတည်င်းထဲမှာကျတော့အားလုံးကြားရတဲ့အတိုင်းပဲ ပန်းတပိတ်နဲ့အင်ဂျီအပြားဝတ်ဆင်တဲ့တပိတ်ကိုစစ်ခွေးတွေကလည်းအင်မတန်မှကြောက်နေတယ်။သူတို့ပြောတာကတော့လုံချုံရဲတွေကတော့ဖမ်းဆီးမယ်လို့ပြောတာ။လုံချုံရဲဆိုတာပါအသိပဲလား။စစ်ခွေးတွေကလုံချုံရဲဆိုတဲ့အသိပဲနားမနေဘူး။လုံချုံရဲဆိုတာဟာမလုံမချုံဖြစ်နေတဲ့ပြည်သူလူထုတွေကိုကောက်ွယ်ပေးတဲ့ သူဒီကိုမှလုံချုံရဲလို့ခေါ်တာဆိုတော့အခုနင်းတို့ကလုံချုံရဲဒီကဒီပြည်သူဒီကိုဖတ်မယ်လို့ပြောမှတော့ဒါကလုံချုံရဲမဟုတ်တော့ဘူးခွေယူဖြစ်သွားပြီเนาะတောင်းဆန်းစုကြည်ကိုအဆိုရာဟာပန်းကြိုက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်နုညံ့တဲ့အမျိုးအမျိုးသမီးဖြစ်တယ်ဒါကြောင့်သူ့ရဲ့ပွေးနေတဲ့မှာပန်းပန်းသာပြက်လာပန်းပန်းသာပြက်လာဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျုံမျိုးမင်းကပြောတယ်အန်ယူဂျီနဲ့ PDHU တို့ကိုမထောက်ခံဘူး ။ဆိုပြီးမှအောက်မှာတော့ Happy Birthday အမေစုလို့ရဲလို့ရတယ်။ဒါပေမဲ့ NUG နဲ့ CRPH ကိုစမ်းကျင်တယ်လို့မပါဘဲနဲ့ Happy Birthday အမေစုလို့ပဲရဲလို့ရှိရင်တော့ဖမ်းတယ်လို့ပြောတယ်။ Happy Birthday အမေစုလို့ရဲဖို့အတွက်တောင်းမှာ။ကြောက်တာနော်။ NUG နဲ့ CRPH ကိုစမ်းကျင်တယ်လို့အရင်ရဲရမယ်။မရဲဘူးဆိုလို့ရှိရင် happy birthday အမေစုဆိုတဲ့စကလုံးကိုရဲခွေမရှိဘူးတဲ့เนาะဆိုတော့အခုဒီမှာကျော်စုဦးဟောင်းသွားတာနဲ့အခုဒီလိုမျိုးပန်းပန်းပြီးမှအင်ဂျီအပြဝုတ်လို့ရှင်တော့လုံချုံရေးဒီကနေဖတ်မယ်အရင်တော့ကလိုမျိုးအာမခန္ဓာနဲ့ထွက်မှာမဟုတ်ဘူးထောင်နေနဲ့တုံးနေချနိုင်တယ်လို့ပြောတယ်ဆိုတော့အစတော့ကတော့ကျမလည်းကိုကဒါပြောပေမဲ့ တရင်တင်ပြတဲ့အခါမှာပန်းပန်ပြီးအင်ဂျီအပြဝတ်ရမယ်လို့သတိမရဘူးကျော်စိုးဦးရဲ့တရင်ကိုနားထောင်ပြီးမှပဲသူကပဲကျမကိုသတိပေးတယ်လို့ဖြစ်လို့ဒီညတော့နော်လာတယ်နှစ်ဖက်စလုံးပန်းပန်ပြီးတော့အပြလေးဝတ်ထားတယ်နောက်ခဏကတော့စီးပြချင်တာဒါပေမဲ့လမ်းလျှောက်လို့မရလို့ခဏတော့မစီးပြတော့ဘူးနော်ကျော်စိုးဦးအားနာပါတယ်ဟဲ့ဆိုတော့အပြဆိုတာဟာ ငြိမ်သက်ခြင်းငြိမ်ချမ်းခြင်းဆိုတဲ့အသိပဲကိုဖော်ဆောင်တယ်။ပမ်ကတော့အမေစုကြိုက်တဲ့အတွက်ကြောင့်သူ့ရဲ့မွေးနေ့ထဲမှာသူကြိုက်တဲ့ပမ်ကိုပမ်ပေးတယ်။ပြီးတော့ခွေးကလွယ်ရင်ကဘာပေါ်မှာရှိတဲ့လူတွေကတော့မတရားတဖြင့်ဖမ်းဆီးချုပ်နှောင်ထားတယ်။နိုင်ငံရဲ့အကျဉ်းသားတွေကိုလူမြောက်ဖို့ရအတွက်တောင်းဆိုနေကြတာဖြစ်တယ်။ဆိုတော့အပြားဆိုတာဟာငြိမ်ချမ်းရဲ့ဖြစ်တယ်၊ငြိမ်သက်ခြင်းဖြစ်တယ်။ ပြီးတော့လေနိုင်ငံရဲ့အကျဉ်းသားတွေကိုအကိုလွတ်ဆွေးခြင်းတို့ထောင်ဝတ်ဆောင်တာအပြာရန်ဝတ်တာအပြစ်လားခွေးတပိုးရဲ့ကောင်းကိုဖနက်နဲ့တက်နေတာများနဲ့လို့ထင်နေကြသလားနိုင်ငံရဲ့အကျဉ်းသားတွေကိုအလွတ်ဆွေးခြင်းတို့အင်ဂျီအပြာဝတ်ပြင်းမှာပန်းကိုကြိုက်တဲ့အမျိုးသမီးရဲ့မွေးနေမလို့ပန်းကိုပန်းတာဒါကိုနင်းတို့အလောက်ကြီးကြောက်သလားမရှက်ဘူးလားခွေးတပိုးရဲ့ပါဆက်ထဲမှာငါတို့စီထားတဲ့ဖနက်နဲ့များတက်နေတယ်လို့နင်းတို့ကထင်လို့တရားစွဲချင်တာကြီးပဲပြောနေကြတာလားမရှက်ဘူးလား နော်အင်မတန်မှအားတောင့်တဲ့အမျိုးသမီးဟာအားတောင့်တဲ့အမျိုးသားနဲ့လုံးဝရှင်လို့မရဘူးအမျိုးသမီးဆိုတာဟာယောက်ျားလောက်အားမရှိဘူးအားနွေတဲ့သူတွေဖြစ်တာဒါကြောင့်မိန်းမသားတွေဟာအားနွေတယ်လို့ကျွန်တော်မြန်မာနိုင်ငံမှာပြောလက်ရှိတယ်ဆိုတော့ဒီလိုမျိုးခွန်အားရှိနေတဲ့အချိန်မှာတောင်ယောက်ျားတွေနဲ့ ရင်ပေါ်မသားနိုင်တဲ့အမျိုးသမီးတွေဖြစ်ပေမဲ့အသက်80ဆိုတာဟာထိုင်လိုက်ထားလိုက်တော့မှခက်ခဲတဲ့အချိန်ဖြစ်တဲ့လေကအသက်ဆင်းနေခက်ခဲတဲ့အသက်80ဆိုတာဟာယမတာမခွန်အားချိနေနေတဲ့အချိန်ဖြစ်ပြီးဒီလိုမျိုးအဖွားကြီးရဲ့ပန်း တောက်ဖနတ်တာလေးတွေကိုကြောက်နေတဲ့ကပအဆင့်39ခုနဲ့ဝင်တဲ့ standard army ကိုကိုကိုရှက်တတ်ကြပါเนาะထမင်ဝတ်ပါလို့တော့မပြောချင်ဘူးဘာကြောင့်လဲဆိုတော့ထမင်နဲ့ကိုမတန်ထမင်ဝတ်လို့ရှင်ကြက်တင်ရှိတယ်ထမင်ဆိုတာဟာအချက်ကိုဖုံးပြီးမှတိတ်ခါကိုပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နင်းတို့ကိုထမင်ချုံပါလို့မပြောချင်ဘူးထမင်နဲ့ကိုမတန်နဲ့ခွေးတွေဖြစ်တယ်เนาะ ဆိုတော့အခုဘောမတွေကတော့အတော်လေးလောင်နေကြတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေတခါပြပြပြမှဒရိပေးချင်တယ်ပန်းပန္တာတွေအင်ဂျီအပြဝတ်တာတွေလုံးဝမလုပ်ကြပါနဲ့လို့ပြောချင်တယ်နော်ပန်းတပိတ်နဲ့အင်ဂျီအပြဝတ်တဲ့တပိတ်လုတ်ချင်းအဖြစ်ကျတို့ဒေါ်လာရေးဟာပြီးသွားတာမဟုတ်သေးပါဘူးကျတို့ဆက်လက်ပြီးတော့လုတ်ဆောင်ရမယ်တော်လာရဲထဲမှာအဟန်တာဖြစ်သွားနိုင်တယ်။ကိုကတော့ဒီပန်းတပိတ်လှုပ်လိုက်တယ်။အင်ဂျီအပြတပိတ်ဒီလှုပ်လိုက်တဲ့အတွက်ကြောင့်တော်လာရဲကို နေကွေးသွားစေနိုင်တယ်။ဘာကြောင့်လဲဆိုတော့ခမားမပါတဲ့အတွက်ကြောင့်ကြွမပါနိုင်တဲ့အတွက်ကြောင့်တော်လန်ရဟာကြရှည်သွားနိုင်တယ်။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့သူတွေပန်းမြဲတမ်းပန်းတဲ့သူတွေလည်းဒီ16ရက်နေ့မှာပန်းမပန်ပါနဲ့အင်ဂျီအပြာမိုးကြပါနဲ့ပန်းပန်ပြီးမှအင်ဂျီအပြာဝုတ်ပြီးထောင်ထဲဝင်သွားတာဟာကျမတို့ရဲ့ရည်ရွယ်ချက်လည်းမဟုတ်ပါဘူး။ကျမတို့ရဲ့တော်လန်ရလည်းအောင်မြင်သွားမှာမဟုတ်ဘူး။ကျမတို့ရဲ့တော်လန်ရကိုသာအာနောက်နေစေသွားတာဖြစ်တယ်။ เนาะဒါကြောင့်ခွေးမကြိုက်ဖို့ရန်အတွက်၁၉ရက်နေ့မှာကျေးဇူးပြုပြီးမှပန်းပန္နာတွေအင်ဂျီအပြာဝတ်တာတွေမလုပ်ကြပါနဲ့လို့နှွေဦးမေကတော့အနှုံးညွန့်တောင်းပန်ပြီးမှမြတ်တာရက်ခံခြင်းတယ်โอเคဆရာမနှွေဦးမေကျေးဇူးအရင် တင်တယ်ဒီခွေတောင်စားခွေမျိုးတွေကိုအခုလိုမျိုးနေ့စဉ်ရက်ဆက်ထုတ်ပေးပါလို့လည်းတောင်းဆိုကြရတယ်နောက်ပြီးတော့ကျွန်တော်ပြည်သူတွေကိုပြောချင်တာကဒီနေ့မှလုံဝပန်းမပန်ပါနဲ့အင်ကြီးအပြာရောင်မောပါနဲ့ခွေ၃កောင်လောက်ခွေ၅កောင်လောက်ကိုကျွန်တော်တို့အမျိုးဖြုတ်ပြီးတော့ထောင်ထဲဝင်သွားတာကျွန်တော်တို့အတွက်ကြားရတာလည်းအဆင်ပြေတယ်ကျွန်တော်တို့တော်လိုင်းကြီးအတွက်လည်းအရေးပါတယ်ဘာမှအရေးမပါတဲ့ပန်းလေးတစ်ပွင့်ပန်ပြီးထောင်ထဲဝင်သွားတာတော့ကျွန်တော်တို့အဖြစ်မခံ နိုင်ဘူးဗျ။ကဲဒီတစ်ခါတော့ကိုကြီးကျော်စိုး vlog လေးကိုကိုကြီးတွားမယ်နော်။ကျော်စိုး vlog ဆိုတာကျော်စိုးရဲ့သတင်းကိုကိုကြီးကဘလို့လောက်တာမလို့ကျော်စိုး vlog လို့ပြောတာ။အဲ့ဒါဗျာ။ကိုကြီးကဘယ်သတင်းကိုမှကိုကြီးကတိကျမသိပါဘူး။ကိုကြီးကအဲ့လိုမျိုးမှန်ကန်တဲ့သတင်းဌာနတွေကပြောတဲ့စကားတွေကိုပဲကိုကြီးက vlog လုပ်ကျော်စိုးဦးသတင်းကမြန်မာနိုင်ငံမှာအမှန်ကန်ဆုံးသတင်းနဲ့ကျွန်တော်မိသားစုလိုပဲ။ ပြောသွားတော့တကယ်တကယ်ကိုအံ့ဩလို့မဆုံးပါဘူးဗျာဘလို့အုံနောက်တည်လဲမသိဘူးကျော်စိုးရဲ့ blog ရာကိုကြီးတို့တိတ်မကြခင်အတိုင်းတာတစ်ခုမှကိုကြီးငပလီကန်းကြီးကိုအရင်လို cycle စီးပြီးကိုကြီးသွားပြီးတော့ကဲလို့ရပြီးတော့ကြားတော်မယ်လို့ကိုကြီးသုံးသက်တယ်အဲတို့တန်တွဲမင်းတို့အင်မတမအရာတုံနေမှာလေဆိုတယ်မင်းတို့အရက်ခတ် တတ်တော်ကြီးဟာအခန်အာမီမင်းတို့ခံစည်တဲ့ခါဒီကစားကြည့်ဟောကွာနော်မင်းတို့တိုက်စစ်တုံးအောင်လူမျိုး တော့ခရမ်းကျင်ဒီခရမ်းဒီလောက်ရှိရဲ့အလုံးလေးကြာမှာမဟုတ်ဟမ်မှုန့်ချပြပါမင်းတို့ဘာပေါ့လားနော်တိတ်မကြခင်တိုင်းတော်တွေမှာတန်ရွှဲမျိုးကိုမြန်မာနိုင်ငံတို့အလံကိုပြန်ပြီးတော့လွင့်ထူနိုင်တော့မယ်လို့ကျော်စိုးဦးရဲ့ blog မှာတုံးတက်သွားတယ်โอเคနော်ဖြစ်ပါသလိုကိုကြီးစုတော်နဲ့ကိုကြီးတို့လည်းမတော်ရတာကြာပြီကွာစုတောင်းတယ်တဲ့စုတောင်းတယ်တဲ့โอเคငါပလီဟုတ်တယ်ပါအရန်တာယာစီးတယ်စိုက်တယ်ဟဲ့လားအဲမင်းတို့ကော်နေမင်းတို့ဟိုပကောင်နေ ကျွန်တော်မင်းတို့အာကန်အာမီဆိုကောကျောင်းခံတိုက်ကြည့်စမ်းကြည့်ရင်ဟုတ်ပြီဒီဘဲကြီးတော်ကီနဲ့ဒီဘဲကြီးမျက်နှာပေါက်နဲ့တေတန်းသွားပြီးတော့ရခိုင်တပ်မတော်ကိုတိုက်ရင်ကြည်မလို့မျက်နှာပေါက်နဲ့ပြင်ကိုသေးနိုင်တယ်နော်မြန်မာနိုင်ငံရဲ့ခိုင်မာတိကျတဲ့သတင်းအားကြော်ဆိုးဦးဆိုကတဲ့ကကြောစရာစကားမရှိတော့လက်တွေခြောက်တွေပါခါတယ်ဘဲကြီးဘဲကျေးဇူးတင်ပါတယ်အကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်း တော်လန်နေတဲ့နေပါလို့ဆူတောင်းရင်းနဲ့ကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့